Hello everyone အားလုံးမင်္ဂလာပါ Eagle Noise Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့သင်ရတဲ့ဗီဒီယိုမှာတော့ 3D School Feeder Design ကို step by step ဆွဲကြပြလာမှာဖြစ်ပါတယ်ကျွန်တော်တို့ကပုံနေဆွဲရမယ်ဆိုလို့ရှိရင်အရင်ဆုံး fine tune ရမယ် fine tune မှုတွေကျွန်တော် keyboard မှာရှိတဲ့ control and ကိုတွန်းနေမယ် control and ကိုထူအောင်ကိုနှက်ပြရတယ်ကျွန်တော်က Eagle Eye ဆို 3D ကို click ချနေပါပြီးရင် open အဲဆိုတော့ကျွန်တော်တို့ fine tune down ပြီးသွားပြီဖြစ်ပါတယ် fine tune down ပြီးရတယ်ကျွန်တော်တို့ဒီနေရာမှာ unit တွေမှန်မှန်ကိုစစ်ပေးရမှာဖြစ်ပါတယ် နောက် unit တွေမှန်မှန်မှန်ကိုစစ်ဖို့လည်းကျွန်တော်တို့က comment box မှာ UNNI UNNI ခေါက်ပြီးရတယ်ကျွန်တော် land time မှာကျွန်တော်က decimal ရေးမယ် decimal precision တန်ဖိုးမှာတော့ကျွန်တော်က decimal နောက်မှာ3ညာလေးလုံးကိုကြည့်ချက်နေမယ်ကျွန်တော်တို့က unit to scale မှာတော့ကျွန်တော်က millimeter ကိုရေးပါပြီးရင် okay အဲဆိုတော့ကျွန်တော်ဒီ drawing file တွေရဲ့ကျွန်တော် unit တွေမှန်မှန်မှန်ကိုစစ်ပြီးသားပြီးဖြစ်ပါတယ်ကျွန်တော်က unit တွေမှန်မှန်မှန်ကိုစစ်ပြီးသားပြီးဆိုတော့ねကျွန်တော် view panel ထဲမှာရှိရဲ့ကျွန်တော် view ကို ကျွန်တော်က fan view ကြောင့်မနော် fan view virtual time မှာကျွန်တော် 2D wire frame ကိုထားမယ် 2D wire frame ကျွန်တော် show user icon ကိုကလစ်ချက်နေပါကျွန်တော်ပုံနေဆွဲတဲ့အခါမှာကျွန်တော်ရှင်းရှင်းလင်းလင်းပြင်နေဖို့အတွက်ကျွန်တော် grid mode ကို off ပေးထားမယ်ဒါဆိုရင်တော့ကျွန်တော်ပုံနေဆွဲဖို့အတွက်လိုအပ်တဲ့အချက်အလက်တွေကိုကျွန်တော်ကျင်ဆင်းပြီးသွားပြီဖြစ်ပါတယ်ဒါဆိုရင်တော့ကျွန်တော်တို့ပုံနေဆွဲလို့ရပါပြီကျွန်တော်ကအရင်ဆုံး အာဆာဂယ်ရင်ဆွဲမယ်နော်အဲ့ဒီတော့ကျွန်တော်ဆာဂယ်2ကိုကလစ်ချက်နေမယ်ဆာဂယ်ဆန်နာဝိုင်းဆန်နာဝိုင်းကြပြရတယ်ကျွန်တော်ကဒိုင်မီတာတန်မိုးနဲ့ဆွဲမှာဖြစ်တယ်ဒီအန်တာဒီအန်တာခောက်ပြရတယ်တန်မိုးထည့်မယ်ကျွန်တော်ဒီဆာဂယ်ရဲ့ဒိုင်မီတာတန်မိုးက300အန်တာဆာဂယ်2ကိုကြာယူမယ်ဆာဂယ်ပြီးကျွန်တော်ဒီဆာဂယ်ကိုလည်းကျွန်တော်ဒီဆာဂယ်ရဲ့ဆန်နာပွိုင်းမှာပဲကျွန်တော်ဆန်နာပွိုင်းကိုကလစ်ချက်ချာမယ်ဒိုင်မီတာတန်မိုးနဲ့ဆွဲမှာဖြစ်တဲ့အတွက်ဒီအန်တာဒီအန်တာခောက်ပြရတယ်ကျွန်တော်ဒီဆာဂယ်ရဲ့ဒိုင်မီတာတန်မိုးက76.5အန်တာ ကျွန်တော် နောက်ထပ်စာကဲလုံးဆွဲဖို့အတွက်စာကဲတူးကိုယူမယ်စာကဲပြီးရင်ကျွန်တော်ကစာနာပွင့်ကြမယ်စာနာပွင့်ကြပြီးရတယ်ကျွန်တော်ဒိုင်မီတာတန်ဖိုးနဲ့ဆွဲမှဖြစ်တဲ့အတွက် T and T and ခောက်ပြီးရတယ်ကျွန်တော်ဒိုင်မီတာတန်ဖိုးထည့်မယ်ကျွန်တော်ဒီစာကဲဒိုင်မီတာတန်ဖိုးက63.75 and ဒါဆိုရင်တော့ကျွန်တော်တို့စာကဲတွေဆွဲပြီးသားပြီဖြစ်ပါတယ်ကျွန်တော်စာကဲတွေဆွဲပြီးရတယ်ကျွန်တော် rectangle တစ်ခုထည့်ဆွဲမယ်နော်ကျွန်တော် rectangle ဆွဲဖို့အတွက် rectangle 2ကိုယူမယ် rectangle ဒါငယ်တို့ကလေးချက်နေပြန်ကျွန်တော် first corner ဝန်းကြမနော် first corner ဝန်းကြပြန်ကျွန်တော်က h တန်မိုထဲမှာ h တန်မိုကကျွန်တော်တို့12 y တန်မိုက1 1250 under ပြီးကျွန်တော် deep rectangle ကို move comma အသုံးပြုပြီးရွှေ့မယ် move ကျွန်တော် object တွေကို select မယ် select object under အနောက်ဘက်ပြန်ရဲကျွန်တော်တို့က base point ကိုကျွန်တော်ဒီ rectangle ရဲ့ကျွန်တော်က center point နဲ့ခိုင်းမယ် mid point ပြီးကျွန်တော်ဒီ quadrant point မှာကျွန်တော်ကလေးချက်ချမယ် အဲဒါကြောင့်ကျွန်တော်ဒီ rectangle move ကိုမအောင်သုံးယူပြီးတော့ရှေ့ပြီးသားဖြစ်ပါတယ်။ဒီ cycle ရဲ့အတွင်းမှာကိုယ်နဲ့အပိုင်းအစိတ်ပိုင်းတွေကိုကျွန်တော်ချက်ဖို့အတွက် trim ကိုမအောင်သုံးယူမယ်။ trim ကိုမအောင်သုံးယူဖို့အတွက်ကျွန်တော်က comment box မှာ pr under 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 နဲ့ချက်ခေါက်ပြရမယ်။ကျွန်တော်ချက်ချင်တဲ့ object ဒီပုံမှာ directly ချက်ချမယ်။ comment အထွက်မယ်ဆိုတော့ escape ကျွန်တော်ဒီစီမြင်ပြီးသားပြီဆိုလို့ရှိရင်ကျွန်တော်ဒီ rectangle ကိုကျွန်တော်က boundary ဖွဲ့ပြင်မယ်။ boundary comment အောင်သုံးယူဖို့အတွက်ကျွန်တော် comment box မှာ po under ဒီအနာခောက်ပြီးရကျွန်တော်ကဒီနေရာမှာ pip point ကိုလေ့ကျင့်နေမယ်။ညာ pip point ကိုလေ့ကျင့်နေပြီးရကျွန်တော်ကဒီကျွန်တော်တို့ boundary ဖွဲ့မယ်ကျွန်တော် object ရဲ့အတွင်းမှာကျွန်တော် click ချက်စားပြရမယ် pip point အနာအဲ့ဒါဆိုတော့ဒီကျွန်တော်ကဒီ object ကိုကျွန်တော်က boundary ဖွဲ့ပြီးသွားပြီဖြစ်ပါတယ်။ကျွန်တော်ကဒီအဆင့်တွေပြီးသွားပြီဆိုလို့ရှိရင် view ပန်နေထဲမှာရှိရကျွန်တော်က view ကို se isometric ကိုရောင်းမယ်နော် se isometric line 2ကိုယူမယ် line line 2ကိုယူပြီးရင်ကျွန်တော် first point ကြာမယ်နော် line ရဲ့ first point first point ရပြီရတယ်ကျွန်တော် line တွေကိုအကြောင်းလေးဆွဲကျင်တာဖြစ်တဲ့အတွက်ကျွန်တော် auto mode လေးကို on ပေးထားမယ်ကျွန်တော်တွားကျင်တဲ့ဘက်ကို direction ကြမယ်ပြီးရင် tempo ထည့်မယ်ကျွန်တော် line ရဲ့ကျွန်တော်က distance tempo ကကျွန်တော်တို့1024 under command ထွက်မယ်ဆိုတော့ escape helix command ကိုယူမယ်ကျွန်တော်တို့ draw wave မှာရှိတဲ့ညောက်ကလေးချက်နေမယ်ညောက်ကလေးချက်နေပြီးကျွန်တော် helix 2ကိုကလေးချက်နေမယ် helix helix ကိုကလေးချက်နေပြီးရင်ကျွန်တော် helix ရဲ့ကျွန်တော်က center point ကြမယ်နော် center point ဆန္ဒပွင့်ကြပြန်ကျွန်တော်တို့က helios base variable ကိုကျွန်တော်ဒီစာကရဲ့ quadrant point မှာ click ချပြမယ်ပြီးရင်ကျွန်တော်တို့က toss radius ကိုလည်းကျွန်တော်ဒီစာကရဲ့ quadrant point မှာပဲ click ချပြမယ်ပြီးရင်ကျွန်တော်က tens option ကို click ချနေမယ် tens option ကို click ချနေပြန်ကျွန်တော်အရေးအတွက်ထည့်မယ် number or tens မှာ4 enter အဲ့ဒါခောက်ပြီးရတယ်ကျွန်တော်ဒီ line ရဲ့ကျွန်တော် end point မှာကျွန်တော် click ချပြမယ်ဒါဆိုရင်တော့ကျွန်တော်တို့ helios line ကိုကျွန်တော်ဆွဲပြီးသားပြီးဖြစ်ပါလေ ကျွန်တော်ဒီဖောင်ဒီဖွဲ့ထားတဲ့ object ကို h2 command အသုံးပြုပြီးတော့ကျွန်တော်ဒီကောင်တွေကိုပတ်ပေးမယ်။အဲ့ဒီတော့ကျွန်တော်က h2 ကိုယူမယ်။ h2 ပြီးကျွန်တော် boundary object ကို select မယ်။ select object under အဲ့ဒါခောက်ပြန်ကျွန်တော် first option ကိုယူမယ်။ first option ကို click ချက်နေမယ်။ first option ကို click ချက်နေပြီးရင်ကျွန်တော် shield list ကို select မယ်။ select object virtual style မှာ shade of green ကျွန်တော်ဒီအဆင့်တွေပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော် plus 2နဲ့ကျွန်တော်ဒီ object တွေကိုတူတင်ပေးမယ် plus 2ကိုယူမယ် plus 2 plus 2ကိုယူပြန်ကျွန်တော် object ရဲ့ boundary area မှာကျွန်တော် select map ပေးမယ် select object ပြီးကျွန်တော်သွားခြင်းတဲ့ဘက်ကို direction ကြမယ် tan mode ထည့်မယ်ဒီကျွန်တော်က tan mode ကကျွန်တော်1124 under command ထည့်မယ်ဆိုတော့ escape ပြီးရင်ကျွန်တော်ကဒီ 2D line တွေကို circle တွေကိုကျွန်တော် select map မယ် select object delete ပြီးရင်ကျွန်တော်ဒီ object တွေကအစိပိုင်းတစ်ခုစီဖြစ်နေတယ်အဲ့တော့ကျွန်တော်တို့ကသူ့ union ဖွဲ့ပေးမယ် solid union solid union ယူပြီးရင်ကျွန်တော် object တွေကို select မှတ်မယ် select object under ဒါဆိုရင်တော့ကျွန်တော်ဒီ object တွေကအစိပိုင်းတစ်ခုရဲ့အဖြစ်တော့ပေါင်းစည်းသွားပြီးဖြစ်ပါတယ်ဒီသင်ရတဲ့ဗီဒီယိုမှာတော့ 3D school feeder design ကို step by step ဆွဲကြပေးခဲ့တာဖြစ်ပါတယ်။ဒီဗီဒီယိုကမိတ်ဆွေတွေကြိုးရှိရဆိုလို့ရှိရင်ကျွန်တော်ရဲ့ YouTube channel ကို like share subscribe နဲ့ တကယ်လို့ဒီဗီဒီယိုမိတ်ဆွေက Facebook ကကြည့်နေဆိုရင်လည်းကျွန်တော်ရဲ့ Facebook page ကို like ရှင်နဲ့ follow လုပ်ဖို့မမေ့နဲ့နော်။ Autogan နဲ့ပတ်သက်ပြီးသိချင်တာနဲ့လုံပေးစီနေ view ရှင်လည်း comment box မှာမိုက်ခဲ့ပါ။ဒီဗီဒီယိုကိုဆုံးထိအောင်ကြည့်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။